ခုတလောအရန်ကိုမှဟော့ဖြစ်နေတဲ့ကိုဝင်ဆောင်တဲ့ချိန်မှာပါရာစီတမောတောက်တယ်ဆိုလို့ရှိရင်မွေးလာတဲ့ကလေးကအော်ဒါဆင်ဒါမှမဟုတ် ADHD ဖြစ်တယ်ဆိုပြီးတော့သူတေသနာတချို့ကထွက်ပေါ်လာတယ်ပေါ့နော်ဒီကြောင့်ရတယ်ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒီသူတေသနာကလည်း association ဆက်ဆက်မှုတစ်ခုသာဖြစ်ပြီးတော့ဖြစ်ကိုဖြစ်စေတယ်ဆိုပြီးတော့အာမပြောထားပါဘူးဒါကြောင့်မို့လို့တနည်းအားဖြင့် acetaminophen တောက်လို့ မွေးလာတဲ့ကလေးမှာ autism ADHD ဖြစ်ကိုဖြစ်စေတယ်ဆိုပြီးတော့ပြက်ပြက်တသားကောက်ချက်ချလို့လုံးဝမရသေးပါဘူး။အော်စီတမောဆိုတာကတော့အဖျားကြအောင်နဲ့အကြိုက်ခဲတသားအောင်ကဘာတဝန်းလုံးတုံးတဲ့အစီအတမျိုးဖြစ်တယ်။ကိုဝန်ဆောင်တဲ့အချိန်မှာလည်းလုံခြုံမှုအရှိဆုံးစေတမျိုးဖြစ်တယ်။ဒေါက်တာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုဝန်ဆောင်တဲ့အချိန်မှာပါရာစီတမောကိုတုံးလို့ရပါသေးတယ်။သို့တော့ကိုယ့်ရဲ့အသိနဲ့ဉာဏ်ပညာနဲ့ရှင်ပြီးတော့တုံးဆွဲရမှာပေါ့။ ကိုဝန်ဆောင်တဲ့ချိန်မှာအဖျားအယံကြီးလို့ပါရာစီတမောကိုမတောက်ဘူးကုသမှုမခံယူဘူးဆိုလို့ရှိရင်တော့နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ပြဿနာတွေကတော့ပိုပြီးတော့စိုးရိမ်ရပါတယ်ဥပမာခလေးပြတ်ကြတာမျိုးတွေမွေးလာတဲ့ခလေးက bad defect လို့ခေါ်တဲ့မွေးရပါချွေရင်ကျဲတစ်ခုခုပါလာတာမျိုးတွေဖြစ်သွားတတ်ပါတယ်ဒါကြောင့်မို့လို့ကိုဝန်ဆောင်တဲ့ချိန်မှာအဖျားကြီးတာကိုတော့ကုသမှုခံယူရပါမယ် မှ ibuprofen တို့လိုတခြားသောအကိုက်ခဲပြောက်စေတွေထပ်စားလို့ရှိရင် paracetamol ဒီလုံးဝကိုမှ safe အဖြစ်ဆုံးအလုံးချုံဆုံးဆေးဝါးတစ်မျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့သုံးလို့ရပါတယ်။သို့တော့တခုတော့ရှိရပါတော့အဲ့ဒါကတော့ paracetamol ဒီ တရက်ကို4 gram ထတော့ပိုမတောက်တုံးတင်ပါဘူး overdose ဖြစ်သွားတာမျိုးတွေဆိုလို့ရှိရင်တော့အသေးကိုထိခိုက်စေတတ်ပါတယ်အကောင်းဆုံးကတော့ကိုယ်ဝန်ဆောင်တဲ့ချိန်မှာပါရာစီတမောမမဟုတ်ပါဘူးဘယ်ဆေးကိုမဆိုတောက်တုံးတော့မယ်ဆိုလို့ရှိရင်မိမိရဲ့မိသားစုဆရာဝန်နဲ့တိုင်းမင်မှာသို့မဟုတ်ကိုယ်ဝန်အပ်ထားတဲ့ OG တူဦးနဲ့တိုင်းမင်ပြီးတော့မှသာဆေးဝါးတွေကိုသုံးဆွဲတင်ပါတယ်နောက်ပြီးလိုအပ်မှသာအသုံးပြုပါမလိုအပ်ဘဲနဲ့ဘယ်ဆေးမှမတောက်တုံးတင်ပါဘူးအားလုံးပဲမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေရှင်